်တော့ရခိုင်ကိုအခုအကြီးကျယ်ကျဲတော့ဆိုတော့ပေးရှင်တဲ့မက်ဆေ့ရရခိုင်ပြည်မှာဘုံမကြဘူးတဲ့ရက်ကွက်မရှိတော့ဘူးဘုံကြံမထိပ်ဘူးတဲ့ဖုန်ကြီးကြောင်မရှိတော့ဘူးအားလုံးပဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထူးသတင်းဝင်တွေကိုနေ့စဉ်တရားတင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေးတိုက်တာပေးဖို့ပြောကြားချင်ပါတယ်ပို့ပေးရမယ်ဒီမျိုးဘာမှပါသေးဘူး okay เนาะနောက်အစည်းအဝေး၄ချိန်လောက်ကြန့်နေတယ်မင်းတို့မှတ်ထားဒါငါအကောင့်ပြောတာ ဆိုတော့အဲ့ဒီအချိန်မှာပြင်ဆင်ခြင်းတွေအများကြီးရသေးတယ်ညှိနှိုင်းခြင်းတွေအများကြီးရသေးတယ်ပူပေါင်းဆောင်ရွက်ခြင်းတွေအများကြီးရသေးတယ်ဟုတ်ပြီလားเนาะအဲ့ဒါကိုမင်းတို့မတရားပြောလိုက်ရင်တစ်ဖက်ကနာကျင်လာလိမ့်ငါတို့နာကျင်တဲ့ပုံစံပေါ့ကွာဟုတ်လားဆိုပေးတဲ့ပုံစံရိုးရိုးရှင်းရှင်းလေးပဲအခုသွားကစားပါလို့လေသူနဲ့အပြစ်ရသဘောတူတဲ့အတွက်ဘုံမကျဲတော့ဘူးတဲ့မတူသေးတဲ့တအန်းကိုကျဲတယ်ဟုတ်လားခြား ကန်းလဲမုံမှွနေအောင်ခံလာပြီးအပြည့်ရရင်ရမယ်။ဒါမဲ့ရမယ်ဆိုတာလဲသူ့ stand up ပေါ်မှာ तू ရလိမ့်မယ်။မင်းတို့ထိခိုက်နေတာဘို့ तू ရမှာမဟုတ်ဘူး။ဟုတ်ပြီနော်ပြီးအနှစ်ချုပ်ကိုပြောမယ်။ထွက်လာမယ် results ကဒီမိစ္ဆာတွေကို။တော့ကျွန်တော်ပြေးကျင်တာကနောက်တစ်ခုကအဲ့ဒီလိုဥပက္ခနေရာတိုင်းပြူလဲကောင်းတာမဟုတ်ဘူးအခုကဗမာပြည်မှာအစိုးရတရားအုပ်ချုပ်နေတယ်ဆိုတဲ့အခြေအနေမဟုတ်ဘူး မာဖီးယားဂိုင်းတစ်ခုအုပ်ချုပ်နေတယ်ဆိုတာကိုသိစေခြင်းဒါကြောင့်ဦးတက်တာယုံမတက်တာကြောင်းတက်တာကြောင်းမတက်တာနီပိန်းတာနီပေါ်တာဘောမာတာဘောထန်းတာဘောရွက်တာဘောငုံတာဟိုစစ်ဖက်နဲ့ကြိုက်ပြတာအဲ့ဒါခမားတို့အပိုင်းဒါပေမဲ့ခမားတို့လူလူချင်းချင်းပြန်လဲပြီးတော့ရိုင်းပင်ကူညီတဲ့เนาะအသိတရားဥပက္ခမပြုတ်နိုင်တဲ့အသိတရားဒီအချိန်မှာပြုတ်လို့ကိုမရအောင်အဲ့ဒီအသိတရားလေးရှိပေးဖို့တော့ ျွန်တော်မေတ္တာရက်ခံတယ်။ဒါကျွန်တော်နံပါတ်1ပြောပြသွားပြီ။မြမနော်နော်ဆိုဟုတ်ပြီ။အာအချင်းချင်းရိုင်းပင်မှုအရင်အရေးကြီးတယ်။တလား။ဆိုတော့အဲ့ဒါကြောင့်ခင်ဗျားတို့မျက်စိရှိမှတွေးလိုက်တာနဲ့ပါဝန်ကျင်ကိုသိအောင်လုပ်ပါ။အကူအညီတောင်းပါ။တက်နိုင်တမျှဗီဒီယိုကလစ်လေးရအောင်ရိုက်ပါဆိုရှယ်မီဒီယာတွေပေါ်တင်ကြပါ เนาะဓာရီကိုကျွန်တော်ပြောချင်တယ်အာဟုတ်ပြီဒါဆိုရင်ကြားချမ်းကိစ္စကတော့အဲ့လိုအခုတရုတ်ကပြောတယ်တရုတ်စစ်စင်ရေးနာမည်ကိုခင်ဗျားတို့စဉ်းစားကြုံဇင်ယောစစ်စင်ရေးဇင်ယောဆိုတာအစာပဲကောက်စားတာเนาะဘယ်ကောက်မှမထိခိုက်ဘူးအဲ့ဒီနေရာကောက်စားဖို့အတွက်ဇင်ယောစစ်စင်ရေးလို့မှတ်လိုက်ဇင်ယောကဘယ်သူမှမတိုက်ခိုက်ဘူးဟုတ်ပလားတရုတ်ကလဲပြီးသားပနားမအခုအမေရိကန်ပနားမတူးမြောင်းလူလဲဝင်လောက်တဲ့တရုတ်ကိုအခုထရန့်ကသောပြီး โอเคပနားမပဲရှိသေးတယ်လာအောင်ပဲအများကြီးเนาะကျွန်တော်ကတော့အမေရိကန်နိုင်ငံသူနိုင်ငံသားဒီမြဝတီမှာရှိနေတဲ့ကြားဖြန့် online ကလိမ့်လေလိုက်တာအမေရိကန်ဒေါ်လာ၄ဘီလီယံလောက်ရှိတဲ့စည်ရင်းကိုအတိအချကျွန်တော်လုပ်ပြီးတင်သွင်းမှုစ조사တယ်ဗျာအမေရိကန်ပါဝင်ပတ်သက်နိုင်အောင်ကျွန်တော်စ조사တယ်ဗျာကျွန်တော်လုပ်နေ အဲသတင်းတွေမှာတော့တော်တော်ကြီးပြန့်သွားပြီနော်အဲ့ဒီနေရာကိုမသိတဲ့လူမရှိတော့ဘူးကဘာမီဘော်ကငရဲကန်ဆိုပြီးတော့အခုမှတ်ချက်ပေးထားကြတယ်ဟုတ်ပလားမလုံနိုင်ရိုက်တာနှက်တာခင်ဗျားတို့ကျွန်တော်တင်ပြအောင်မယ်နော်ဘလို့ရိုက်နှက်ဘာ information အသေးချာပြအောင်ရိုက်တယ်နှက်တယ်အမျိုးမျိုးလုပ်တယ်နောက်ဆုံးပြန်ရွေးမယ်ဆိုရင်အနည်းဆုံးဒေါ်လာ2000နဲ့အများဆုံးဒေါ်လာ5000 လူအခြေအနေနဲ့ပုံစံကိုကြည့်ပြီးတောင်းပြီးတော့မှဒီ DKBA တွေဒီဟိုဘာလဲစောချစ်သူတို့အဖွဲ့တွေပဲပြန်ခေါ်ထုတ်လာပြီးလှုပ်ပေးတာအဲ့ဒီကောင်ကြီးလက်ထဲရနေဒါပေါင်းစားနေကြတာပေါ့ဗုဒ္ဓဘာသာကြီးလှုပ်ရက်တယ်ဗျာမလှုပ်တင်ဘူးဗျာလူကုန်ကူးခြင်းလုံးဝမလှုပ်ရဘူးဗုဒ္ဓကကံရတယ်နော်ကိုယ့်ရဲ့စိတ်ဆန္ဒကြောင့်တစ်ခုခုကြောင့်ဖြစ်သွားတဲ့ကံအမှားကို ပြင်လို့ရတယ်ဝတ်အမှားကိုပြင်လို့မရဝတ်မဖြစ်အောင်လူလူချင်းကုံမကူးဖို့တတဝါတွေကိုမတတ်ဖို့ဒုဒ္ဓါလက်နဲ့တွေကိုအယောင်းဝယ်မလုပ်ဖို့အစိတ်အတော့အရက်သေးစားဓာတွေကိုအယောင်းဝယ်မလုပ်ဖို့တလားဘာသာသာသနာပစ္စည်းတွေကိုခိုးယူရောင်းဝယ်ခြင်းမလုပ်ဘူးဒါတားခဲ့ပြီးသားခင်ဗျားတို့အာခင်ဗျားရမ်းပြောနေတယ်ဆိုရင်တော့ဆရာကြီးငွေဥတောင်းရေးတဲ့ဗုဒ္ဓစာပတိအမျိုးသားစာပေစုရစာအုပ်ပါတော့ဖတ်ကြည့်လိုက် ျွန်တော်ထပ်ညွှန်းတယ်နော်ဗုဒ္ဓအစာပကြီးဆိုတဲ့စာအုပ်ဆရာကြီးရွှေဥတော်မဟုတ်နော်ငွေဥတော်တောင်ကြီးသားကျွန်တော်သွားတွေ့ခဲ့တယ်အဲ့ဒီဆရာကြီးကိုကျွန်တော်အရန်သဘောကျလို့ရေးထားတာလေးတွေဟုတ်ပြီဒါဆိုရင်အဲ့ဒါတပိုင်းနောက်တစ်ခါစကားစကားဗမာတပြည်လုံးဘုံကျဲနေတယ်တပြည်လုံးမှွားစာကျဲနေတယ်အထူးသဖြင့်ရခိုင်စကိုင်းတိုင်းကယားပြည်နယ် ရှမ်းမြောက်ကတော့အခုနားသွားပြီအဲ့ဒါလဲခဏနေပြောမယ်ဘာကြောက်နားရဲဆိုအကုန်လုံးကလူလေတွေကြီးပဲနော်ဆိုတော့ပေးကျင်တဲ့အပိုင်းကအဲ့လောက်ဘုံကျဲပြီးတော့ဖြက်စီးပြီးထွက်ပြေးလာတဲ့လူတွေကိုသူကကူညီအောင်မယ်စာကစာကူညီထားတာအများကြီးဘာဖြစ်လို့လဲသိလားရွေးကောက်ပွဲအတွက်မဲသွားမထဲ့ပဲနဲ့အဲ့ဒီစည်ရင်ကမဲပေးပြီးသားဖြစ်အောင်စာကစာလုံနေရတာစီတန်းစီနေတာခင်ဗျားတို့တွေ့လား ဲ့ဒီစီးရင်နေစကားစရသွားပြီနော်ခင်များတို့ဘာလို့လို့အဲ့ဒီစီးရင်နေအကုန်လုံးစကားစကသူတို့ကမဲပေးပြီးသားပြီးရင်68ရာဂိုင်နှုန်းနိုင်ပါတယ်လို့မယ်ဟာကြည့်နေဟုတ်ပြီနော်အဲ့မှတ်ထားလိုက်တော့ခင်များဗျာဒီစစ်ဘေးရှောင်နေကိုသူကကူညီမယ်ဆိုမှရေဘေးတော်မှာတကဘာလုံးပေးထားတဲ့ဥစ္စာကိုမကူညီတဲ့ကိစ္စဗျာစစ်ဘေးရှောင်ကို ဘဝပြက်အောင်ဘုံကျဲထားတဲ့ကောင်ကကူညီမယ်ဆိုတော့ဗျာခမရလဲဗျာရှင်သေးက तू ငါးပါးတီလာလုံပါတယ်လို့ပြောနေတာဗောဗျာဟုတ်ပလားဘယ်ရှင်သေးကငါးပါးတီလာလုံမလဲဟုတ်တယ်မလားအသားစားတဲ့ကောင်မျက်မစားဘူးလေဒါကိုကျွန်တော်ပြောတာအသားပဲဆက်စားမှာဗောအသားပဲရှာမှာဗောအသားပဲယူမှာဗောဒါကိုသိဖို့လိုတယ်ဟုတ်ပလား ဘာလို့လို့ခင်ဗျားတို့စည်ရင်ပေးရရင်အဲ့ဒါသူ့ရဲ့မဲလက်မှတ်ခင်ဗျားတို့မဲပေးပြီးသားဖြစ်မယ်နော်ကျွန်တော်အဲ့လောက်ထိတိထားတယ်သူတို့တိုင်မင်တာဒါကျွန်တော်ပြောပြတာနောက်တစ်ခါ MNDA နဲ့ပတ်သက်တဲ့ကိစ္စရှင်းရှင်းလေးပဲတမိုင်းကအစ်စ်တွေတခုမှမရှိဘူးကျွန်တော်တို့တော်လှန်ရေး88မှာမြောက်ပိုင်းအဖွဲ့တွေနဲ့အရင်ဆုံးငင်းငင်းယူသွားတယ်အောက်ပိုင်းမှာကြံခဲ့တာကတော့မွန်းအဖွဲ့တချို့နဲ့ KNU အဖွဲ့တချို့ကြံတယ် အဲ့ဒါကိုအင်အားသုံးပြီးတော့မြောက်ပိုင်းကိုအင်အားထည့်စရာမလိုနိုင် မလိုတော့တဲ့အတွက်ကရင်ပြည်နယ်မာနယ်ပလောတို့ဘာလို့အကုန်တိုက်ချပလိုက်တယ်အားလုံးပြေးရတယ်ကျွန်တော်တို့လည်းပြေးရတယ်ဒါအမှန်တိုင်းပဲပြောတယ်ချက်ချင်းတော့ကျွန်တော်မပြေးဘူးထိုင်းနိုင်ငံမှာရအောင်နေတယ်ဆက်ဖိုက်တယ်နိုင်ငံရေးရလုပ်တယ်အနှောက်ရှက်ကောင်းကောင်းထိုင်ပေးတယ်ဖမ်းတယ်ထိုက်ဆင်ကထောင်ထဲပို့တယ်ထောင်ထဲရောက်တယ်ပြန်ထွက်တယ်ပြန်ဖိုက်တယ်ကျွန်တော်ဒီလိုကြော်ပြလာတယ်ဟုတ်ပလား တော်ထဲမှာကျွန်တော်နဲ့လှုပ်ခဲ့တဲ့သူတွေရှိတယ်။ဟုတ်ပလား။အခုတို့လည်းကြည့်ရင်ကြည့်နေမယ်။ကျွန်တော်အမှန်ပြောတာမဟုတ်တာပြောသူပြောလိမ့်မယ်။ဆိုတော့ဒါကျွန်တော်ကျွန်တော်ဖြတ်တမ်းမှုပြောတာဒါဘေမဲ့ကြွားဝါပြောတာမဟုတ်ဘူး။ဖြစ်ရတဲ့အဖြစ်ပြက်ခွေးပြေးဝက်ပြေးပြရတာဘာလို့မြောက်ပိုင်းအဖွဲတွေအားလုံးဝကနေပြီးတော့အကုန်လုံးဘိုခင်ညွန့်နုံနဲ့အပြစ်ခတ်ရက်ဆဲလိုက်တာ။ရက်ဆဲလိုက်တဲ့အချိန်မှာကရင်နဲ့အောက်ကမွန်လေးပဲကြံ့မွန်အောင်မှအများကြီးမဟုတ်ဘူး။ အဲ့အဲ့ဒီဖွဲ့တွေပါအကုန်လုံးတော့ဆုံးပြေးရည်ဘုံမြတို့ကတော့တိတ်နာနေပြီဆိုပြီးတော့ဘုခင်ညွန်းလို့နဲ့ငင်းငယ်ကြီးဆွေးနွေးပွဲလှုပ်ပါညာပေါ့ဗျာသွားလိုက်ကြတယ်ထက်စင်ရဲ့ road map ပေါ့နော်ကျွန်တော်ကအမကန့်ကွက်လို့ဖမ်းအောင်ခံရတယ်ဆိုတော့ကဲပြောချင်တာကတော့အခုလေဒီမတ်တပ်ပဲသူက MNDA ကိုသူအပြစ်ခတ်ရဆဲလိုက်မယ်ဟိုမြို့ပေးတာတွေမမြို့မပေးတာတွေဟို NUG ကလည်းဒီ MNDA ကို အခုပြောနေတဲ့ပုံစံ NUG ထောက်ခံတဲ့လူတွေပေါ့နော် NUG နဲ့ NLD တူတဲ့ဇယိုက်တစ်ခုကိုကျွန်တော်ပြောပြမယ်ဒေါ်ဆန်းစုကြည်အုပ်ချုပ်နေတဲ့အချိန်မှာဒေါ်ဆန်းစုကြည်ဓာတ်ပုံတွေကိုတုံးပြီးတော့လူတွေကိုဆဲနေတယ်မတရားပြောနေတယ်ခုတိုင်းသူပြည်သားအချင်းချင်းကိုအနေနဲ့နော်ဒါကို NLD ပါတီကခွင့်မပြုတင်ဘူးလို့ကျွန်တော်အချိန်ချင်းပြောခဲ့တယ်ဗျာမရအောင် အခုထောင်ထဲရောက်သွားတော့မှပျောက်သွားတယ်ဟုတ်မနော်အခု NUG လေအဲ့တို့ NUG ຫນွေဥတော်လှန်ရေးဆိုတဲ့ပုံနေနဲ့ MND ကိုတို့ပြောနေပြန်အဲ့လိုပေးတာနှောက်ချက်ကအဲ့လိုတစ်ဖက်ကအယမ်းနာကျင်လာရင်တော့ခင်ဗျားတို့ဘာရလက်ကောင်းမှထွက်လာမှာမဟုတ်ဘူး NUG ကိုပြောလိုက်မယ် 老呢讲他们去吧，我穿过两处了，挂都面没有可能吧，没一天他们都比业有问题的。俺来生日的没有没有没有在有生日的挂，俺那他妈你你的瓜，啊库嘛难的，我比你阿公低的瓜。好啦，俺那谁用老用老三的讲嘞，冇好苦瓜？好些啦，苏西来的讲嘞冇好苦瓜，给谁用他不要来嘛瓜？喏，都那现来他妈的瓜，俺都不想俺那年了，他家没有他不表叫输钱输来的，爸妈没有。 ဟုတ်ပြီနော်ပြောခြင်းတဲ့အပိုင်းကတော့အခုမင်းတို့ဓာမျိုးလောက်ပြန်ဒေါ်စုလက်ထက်တုန်းကတပြီလုံးကိုမင်းတို့လောက်ခဲ့တယ်ဒီအမားကိုမင်းတို့မပြင်သေးဘူးတက်လားနောက်ဆုံးမင်းတို့နားလေရင်တော့မှနော်ဆိုတော့ဟိုတနေ့ကပြောခဲ့တယ်ရခိုင်နေလေးစားလိုက်နာဘူးမင်းတို့မြားပေါင်းစုံလာမယ်ဆိုအခုမြားတစ်ခုလာနေပြီခိုင်သူခါတော့အပြစ်ပေးထားပြီဒါပေမဲ့ ရဲဘော်ခိုင်ဒုက္ခတို့ကိုလည်းအကြံပေးခြင်းတယ်အဲ့ဒီအပြစ်ပေးထားတဲ့တက်သေး document တော့ထုတ်ပြလို့ရရင်ထုတ်ပြဖို့လို့ Okay တိတ်ရေးကြည့်တယ်ဒီလောက်ပဲအကြံပြုခြင်းတယ်ကိုတို့ကဓာရီတိခဲ့ပြီးသားတွေနော်ရှေ့ဆက်ကကျင်ကျင်လေခဲ့တဲ့လူတွေဆိုတော့ဓာနဲ့ရှင်းရှင်းပြောရင်ဆင်းပစ္စည်းနဲ့သကောဝိုင်းလောက်ရှိတဲ့အနာကြီးလို့လိမ့်မယ်ဟုတ်ပလားဆင်မပစ္စည်းလေးနဲ့ ပေးခြင်းတဲ့ကိစ္စဒီလောက်ဆိုရင်သဘောပေါက်တယ်ဆိုတော့ဘာရလက်ရလာမလဲဆိုတော့ MND လည်းအပြစ်ရလိုက်ပြီ TN နေလည်းဘုံနေကျဲနေမယ်လीအပြစ်ရလိုက်ပြီဘာကြံမယ်ရက်ခိုင်းကြံမယ်ကြံတဲ့အဖွဲ့တွေကြံရင်အပေါ်ကရက်သွားပြီဟိုတရုတ်ကဘာလုပ်မလဲအခုစစ်သားတစ်တွေလည်းခေါ်ထားတယ်မင်းတို့အပေါ်ကကျဲအောက်ကဝင်သိမင်းတို့ဘလောက်လုံနိုင်မလဲတလားလားနှစ်လားလားသုံးလားလားငါတို့ဒါကြည့်ချင်တယ် ။ရိုးရိုးရှင်းရှင်းလေးပဲ။ကြားပြန်လဲတရုတ်နော်။ခင်ဗျားတို့ရဲ့အကျိုးစီးပွားတွေခင်ဗျားတို့ရဲ့စိတ်ဆန္ဒတွေပျော်ရွှင်မှုတွေမိသားစုငြိမ်းချမ်းမှုတွေအကုန်လုံးတရုတ်သိမ်းပလိုက်ပြီ။ Okay ယူသွားပြီခင်ဗျားတို့ရဲ့ဒနာတွေ။စကားစပါတခါထိုက်ယူပါလေကုန်ပြီ။ချီးစုမဲစုကိုတခါဘုံထက်ကျဲမယ်တိုက်ခိုင်းအောင်။ဆိုတော့ဒီအချိန်မှာခင်ဗျားတို့စီးလုံးညီညွတ်အောင်မဟုတ်ဘူးလား။ ခင်ဗျာဒီတွင်းနဲ့ကပြောတာနော်ဟုတ်တယ်မလားလူမျိုးကွဲတွေဘာသာကွဲတွေမစင်စားတော့ဘဲနဲ့ကိုချင်းစာတရားတွေနဲ့နော်စီလုံးညီညွတ်ဖို့လိုအပ်တယ်လို့ကျွန်တော်တိကျပြောခြင်းတယ်နေ့ချက်အဲ့ဒီအဖွဲနှစ်ဖွဲရပ်သွားတဲ့အတွက်အဲ့ဒီနေရာမှာစင့်ရင်အားတွေထပ်ထည့်စရာမလိုတော့ဘူးရပ်သွားခဲ့ရင်ပေါ့ DNA လေးပါမလိုတော့ဘူးမလိုတော့တဲ့အတွက်တစ်ဖက်ကိုကောင်းကောင်းဖိပြီးတော့မဟာဗျူဟာမြောက်ကင်တွယ်လို့ရတယ် ဒါဆိုရင်ခမရဒီလိုပဲဝေဖန်နေတယ်ဒီကဖောက်ထွက်မဲ့လမ်းကပါလဲပေါ့အားလုံးမှာအချိန်ရှိတယ်အားလုံးမှာအကန့်တတ်ရှိတယ်ဆိုတော့ခမရတို့စီးရီးယားကိုကြည့်လေအချိန်နဲ့အတိအကျလုတ်သွားတယ်အားလုံးအဲ့ဒီကောင်ထွက်လာတာ2014တည်းကအပြင်ရောက်နေပြီဘူးမှမသိဘူးဟောတော့ဂလန်နီကိုဘူးမှမသိဘူးအယ်ဂလန်နီဘူးမှမသိတော့ဘူးအမေရိကန်ကသာစုထုတ်ထားတာအဲ့ဒီကောင်အပြင်လည်းမထွက်တော့ဘူးဘူးမှလည်းရုံမပြတော့ဘူး သူအသေးချာပြင်ဆင်ခဲ့တယ်အချိန်ကြိုက်သူစောက်ခဲ့ဟုတ်ပြီနော်အဲ့လိုအသေးချာပြင်ဆင်ပြီးအချိန်ကြိုက်စောက်ခဲ့ပြီးတော့အချိန်ကြိုက်တိုက်လိုက်တာ15ရက်နဲ့စီးရီးယားကြီးကိုတင်ပလိုက်တယ်နှစ်90ကျော်အုပ်ချုပ်လာတဲ့အာနာရှင်မျိုးဆက်ရုရှားကြီးဝင်ပြီးတော့စစ်စခန်းချထားတဲ့အာနာရှင်တိုက်ရုပ်ကမူရစ်ဆေးဝါထုတ်လုပ်ဖို့နော် ကံမဲ့ကဲဘောင်းဆောင်ပို့ပြီးတော့တစ်နှစ်ကိုဒေါ်လာတန်း900လောက်အမြတ်ရနေတဲ့တရုတ်လည်းရှိနေတဲ့အာနာရှင်25ရက်နဲ့အမြင့်ပြတ်သွားနော်ဘလောက်စမှတ်ကြလဲဘယ်အဖွဲတွေပူပေါင်းနေမှမသိဘူးခေါင်းဆောင်တယောက်ပဲပြထားတယ်ဟုတ်မလားဆိုတော့ကျွန်တော်ပြောခြင်းတဲ့ကိစ္စကမပိမ့်မှုလို့တယ်အန်ယူဂျီစစ်မတိုက်ဘူးဘူးခေါင်းဆောင်လုံးဝလုပ်လို့မရဒါကိုခေါင်းတမလည်းကျွန်တော်ဆက်ပြောမှာပဲ ဆိုတော့ခင်ဗျားတို့အခုလောက်ရမှာကညီညွတ်စုပေါင်းတော်လှန်သောအစိုးရတရက်ကိုဖွဲ့ခြင်းဖွဲ့မဖွဲ့ခြင်းလဲကောင်စီတစ်ခုကိုဖွဲ့ပြီးတော့အမြန်ဆုံးမဟာဗျူဟာချနိုင်ဖို့လိုတယ်။ဒါဆိုရင်တာလီဘန်တွေအဲ့လိုလုပ်ခဲ့တယ်။အသေးစိတ်သိကြရင်ခင်ဗျားတို့ကောင်းဆောင်မေး။ Okay အမေရိကန်မှာထွက်ပြေးရတယ်။တာလီဘန်တွေအဲ့လိုလုပ်ခဲ့တယ်။အခု HDS အယ်ဂလန်နီတို့အဲ့လိုလုပ်ခဲ့တယ်မြန်မာပြည်ဟာအဲ့ဒီရဲ့5%တော့မနှင်းနိုင်သေးဘူးမပူးပေါင်းနိုင်ကြသေးဘူးမစည်းလုံးကြသေးဘူးโอเคเนาะအခုကျွန်တော်မြင်နေတာကတော့ခင်ဗျားတို့အာနာရှင်ကိုမကြိုက်ဘူးခင်ဗျားတို့အမေစုစီကအာနာယူလိုက်လို့ခင်ဗျားတို့ကဒေါသထွက်နေတာပဲရှိသေးတယ်အဲ့ဒီနောက်တစ်ဆင့်ကိုခင်ဗျားတို့မရောက်သေးဘူးโอเค ခင်ဗျားတို့ပေါင်းကြည့်လိုက်ကျွန်တော်ပြောတပ်ပေါင်းစုတွေဖွဲ့ထားတယ်နောက်တောင်ကြာနေပြီ Okay အဲ့ဒါကျွန်တော်ပြောနောက်တစ်ခုနောက်ဆုံးကျွန်တော်မေတ္တာရက်ခံပြီးပြောကျင်တာကတော့လူတမ်းမဲ့လူတွေထောက်ပံ့မဲ့လူတွေမူရင်းမြေပြင်နဲ့တိုက်ရိုက်ပြီးတော့စနစ်တကျเนาะသူ့တိုက်ရင်တက်ဖွဲ့သူ့အဖွဲ့ကြီးတွေအားလုံးတိအောင်လုပ်ပြီးတော့မှ လှူဒန်းတာပိုကောင်းမယ်ဒီကတော့အလုံးကော်မရှင်စားတွေပါသူကတို့ကတော့40 60ပါဒါကျွန်တော်အသေးချမေးပါတယ်ဒီမှာအလှူခံတဲ့လူတွေအားလုံးက40 60စားပါတယ်ဒေါ်လာတရာဒေါ်လာ40ယူပါတယ်အဲ့ဒါကြောင့်ကိုကောင်မဆိုင်ဆောက်တာအရက်ဆိုင်ဖွင့်တာအိမ်ဝယ်တာကိုလည်းခင်ဗျားတို့စိတ်မဆိုးပါနဲ့ဘာသူတို့ရဲ့သဘောတူညီချက်နဲ့သူတို့စားတာဒါပေမဲ့ထူးဆန်းတာကတော့ကော်မရှင်စားနဲ့တော်လှန်ရေးကြီးဖြစ်သွားပြီးတော့လူတွေအများကြီးတည်သွားတယ်ဘဝပြတ်သွားတယ် အုံနာကြိုးကန်းနေဖြစ်သွားတယ်ဟုတ်ပြီနော်ဟိုချစ်သူဝေဒီဘက်ထွက်လာတာကိုလည်းစိတ်မဆိုးကြပါနဲ့ဟိုမှာကြံနေတဲ့နှစ်ပေါင်း30လောက်က refugee တွေလည်းဝမ်းမနေကြပါနဲ့